ုံးမဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စက်တင်ဘာလ29ရက်နေ့နေ့လယ်ကင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့ကယင်းပြည်နယ်ဒီမော့ဆိုဖရူဆိုလမ်းမကြီးတွင်တိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်စစ်သား20ကျော်တိစုံပြီးစစ်ကား2စီးအထက်မင်းပျက်စီးခဲ့ကြောင်းကယင်းမျိုးသားကာကွယ်ရေးတပ် KNDF ဗဟိုနှင့်သတင်းပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ဩဂုတ်လမှစတင်၍ဒီမော့ဆိုမြို့နယ်အတွင်းသို့အင်အားလုံရင်ဖြင့်စစ်ကြောင်းထိုးလာပြီးဒီမော့ဆိုဖရူဆိုဘောလခဲလက်မကြီးတချောက်ဆက်လက်စစ်ကြောင်းထိုးသဖြင့်လမ်းကြောင်းတချောက်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရပါသည်။ထို့ပြင်ဒီမော့ဆိုမြို့နယ်ဒေါငန်ခါရက်ကွက်တို့စစ်ကောင်စီမှအင်အားလုံရင်ဖြင့်ထိုးစစ်ဆင်လာသဖြင့်တိုက်ပွဲများပြင်းထန်လျက်ရှိပြီးဒေါငန်ခါရက်ကွက်များနှင့်အနီးတစ်ဝိုက်ကျေးရွာများတို့အကြမ်းဖက်စစ်ကောင်စီတပ်မှလေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ဒရုန်းဖြင့်တိုက်ခိုက်ခြင်းဖြင့်လက်နက်ကြီးတိုက်ခိုက်ခြင်းတို့ကိုနေ့စဉ်မပြတ်ပြုလုပ်လျက်ရှိကြောင်းသိရပါသည်။ လမ်းကြောင်းတလျှောက်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတိုက်ဆုံတာတွေရှိတယ်။ပြီးခဲ့တဲ့လတုန်းကစစ်ကောင်စီတိုက်ဆုံလာဆိုရင်20ကနေ90ကျလောက်ရှိနိုင်တယ်။ပြီးခဲ့တဲ့ဩဂုတ်လတလလုံးပေါ့ပြီးတော့စစ်ကောင်စီကကားအနည်းဆုံး20လောက်တော့ပျက်စီးမှုရှိတယ်ဟု KND ရဲ့ဗဟုသတင်းနဲ့ပြန်ကြားရေးဌာနမှတာဝန်ရှိသူကပြောကြားပါတယ်။ထိုအတူမိုးပြဲမျိုးတွင်အကြမ်းဖက်စစ်ကောင်စီတပ်များလှုပ်ရှားကမိုးပြဲမျိုးနှင့်အနီးကျေးရွာများရှိပြည်သူများအားဖမ်းဆီးနှိပ်စက်ခြင်းတို့ကိုလှုံ့ဆော်လျက်ရှိကြောင်းထို့ပြင်ဖေကုံမျိုးနှင့်တောင်စလုံးကျေးရွာဘက်သို့ PNO နှင့်စစ်ကောင်စီပူးပေါင်းတပ်များကြောင့်စစ်ကြောင်းဖြစ်ထားလျက်ရှိကြောင်းသိရှိရပါသည်။ မိုးပြဲမြို့မှာတော့တိုက်ပွဲတွေပြင်းထန်လာတာမျိုးမရှိတော့ဘူးပြီးခဲ့တဲ့ပတ်ကမိုးပြဲမြို့အနီးကျေးရွာတွေမှာလယ်လုံးနေတဲ့ပြည်သူတော်ဦးကိုစစ်ကောင်စီကဖမ်းပြီးနှိပ်စက်ခဲ့တာမျိုးတွေစုံစမ်းသိရှိရပါတယ်ဟု KND ရဲ့ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံတာဝန်ရှိသူဦးကပြောဆိုပါတယ်ဒီမော့ဆိုဖရူဆိုလမ်းမကြီးတခြားအကြံဖက်စစ်တပ်စစ်ကောင်စီများစစ်ကြောင်းထုတ်နေရယူကလမ်းမကြီးဘေဘီဝေးရာကြေးရွာများသို့လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းစသည်တို့ကိုလုံဆောင်လျက်ရှိကြောင်းသိရပါဗျ။ ထို့ပြင်ဒီမော့ဆိုမှာဖရူဆိုမျိုးနဲ့စစ်ကြောင်းထုတ်လာသောစစ်ကြောင်းများနဲ့အတူစစ်ကောင်စီတပ်၏ရင်းနှင်းများမှာအမှတ်၁၄တန်းမြင့်စစ်စင်ရေးလေးကျင်းရေးကြောင်းတို့ရောက်ရှိနေပြီးထို့မှတစဉ်ဘောလက်ခဲမျိုးနဲ့ပတ်သို့စစ်ကြောင်းထုတ်လာရန်ပြင်ဆင်နေရှိကြောင်းသိရပါတယ်။ထို့ကြောင့်စစ်ကောင်စီကြကြောင်းထုတ်ရနေရများနဲ့နှိစက်သောဒေဝါများရှိပြည်သူများအနေဖြင့်လုံခြုံရေးသတိရှိကြရန်နေမြေကန်တော်လိုင်းတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ကြပါရန်အသိပေးအပ်ပါသည်။ပြည်ရင်ပြည်နယ်မှာတော့ဒီမော့ဆိုဖရူဆိုနောက်ပြီးတော့ဖဲခုံပေါအဲ့ဒီဘက်မှာစစ်ကောင်စီရဲ့စစ်ကြောင်းတွေရှိနေတာဖြစ်တဲ့ တိုက်ပွဲတွေလည်းအချိန်မရွေးပြင်းထန်နေတာဖြစ်တဲ့အတွက်ပြည်သူလူထုတွေလုံခြုံရေးသတိရှိကြဖို့နဲ့နေပြည်တော်ဒေါ်လာရေးတပ်ဖွဲ့တွေရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းချင်ပါတယ်ဟု KND ဟဲဗဟုနဲ့တင်းပြန်ကြားရေးတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဆက်လက်ပြီးတော့မကွေးတိုင်းမင်းတုံမြို့နယ်ပသိမ်မုံရွာလမ်းတွင်စစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာတော့အင်စီကားကိုစစ်ဆေးရန်တော်လိုင်းတပ်ဖွဲ့များကရက်ခိုင်းတော်လဲမောင်းပြေး၍လိုက်လံပစ်ခတ်ပြီးကားကိုမိရှုရှင်းလင်းလိုက်ကြောင်းပမာပြေကကွေးတပ်မှတာဝန်ခံကိုပါဟင်းကပြောဆိုထားပါတယ်။ စက်တင်ဘာလ28ရက်နေ့ည7:00နာရီအချိန်မင်းတုံမြို့ပတ်မှာပသိမ်မုံရွာလမ်းတိုင်းကြောက်တိုင်းစစ်တပ်အထိုင်စခန်းဘက်သို့မောင်းနှင်လာသောစစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာသောအင်ဂျီကအနေရန်ကိုကြောက်တိုင်းကျေးရွာနီးတွင်တော်လန်ရေးတပ်ဖွဲ့ဝင်များကစစ်စည်းရန်ရက်တံခိုင်းခဲ့ကြောင်းတို့ရာတွင်ရက်တံချင်းမရှိဘဲတော်လန်ရေးတပ်ဖွဲ့ဝင်များကိုပြစ်ခတ်၍မောင်းပြေးခဲ့ကြောင်းထို့ကြောင့်တော်လန်ရေးတပ်များကပြန်လည်ပြစ်ခတ်ရာစေအုပ်စုတပ်ဖွဲ့ဝင်များဒဏ်ရာများရရှိကာခုခံထွက်ပြေးခဲ့ကြောင်းသိရပါသည် စေအောင်စုတပ်ဖွဲ့ဝင်များလိုက်ပါလာတော့ကားကိုမိရှုရှင်လင်းခဲ့ပြီးကားပေါ်မှာ40မမပုံးသီးငါလုံးစစ်ဝတ်တစားတစုံဖုန်းတစ်လုံးလက်ထိပ်တစုံအဆောင်ရည်ရတမျိုးကုန်းလုံးနှစ်ခုအပါဝင်ပစ္စည်းများသိရှိရရှိခဲ့ကြောင်းသိရပါတယ်။ကားပေါ်မှာတန်ရာရသွားတဲ့စခါတွေကမသေးဘူးလို့ကြားပါတယ်ဟုဗမာပြည်ကာကွယ်ရေးတပ်မှတာဝန်ခံကိုပါဟင်းကပြောဆိုပါတယ်။ကားပေါ်မှာထွက်ပြေးလွတ်မြောက်သွားသောအစံဖက်စေအုပ်စုအဖွဲ့ဝင်များကိုယမန်နေ့ည12:00နာရီချိန်မင်းတို့မြို့မှာ light truck ကတစ်စီးဖြင့်စစ်အင်အားပြေးဝင်းရန်ကစံကြီးကြီးရွာအနီးတွင်လာကျူသွားကြောင်းသိရပါသည်။ လက်ရှိမင်းတို့မြို့နယ်တွင်ည6နာရီနောက်ပိုင်းမော်တော်ယာဉ်များဖြတ်တန်းတွင်ဒေါ်လိုင်းတပ်ဖွဲ့ဝင်များကပိတ်ပင်ထားကြောင်းစစ်ပွဲကာလဒေသတွင်ပြည်သူများ၏လုံခြုံရေးအတွက်လိုက်နာပေးရန်လက်စီကန်ကိုတနေ့ကျော်ကြာသည့်အချိန်ပေးပြီးပြင်ညာပေးခြင်းများကိုလည်းအချိန်ချင်းကွင်းစင်းလုပ်ခဲ့ပြီးအတိပေးထုတ်ပြန်ခြင်းများကိုလည်းအချိန်ချင်းထုတ်ပြန်ထားခဲ့ကြောင်း တို့ရရင်ခီးသွားပြည်သူများအနေဖြင့်လိုက်နာမှုအားနည်းလျက်ရှိကြောင်းယမနေ့ညဖြစ်စဉ်တွင်လည်းပြည်သူကားဖြစ်ပါကတိခါနစ်နာမည်ကိုဆိုရင်တဖြင့်ညမောင်တဲမောင်းလာတော့ရန်သူမိတ်ဆွေမတဲခွဲတော့ကားကိုလက်ပြပြီးတားဆီးခဲ့ရသည့်အတွက်လုံခြုံရေးတာဝန်ကျရဲဘော်များအသက်အန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရပြီးအကြံပတ်စရုပ်စုတပ်ဖွဲ့ဝင်များလည်းလွတ်မြောက်သွားစေခဲ့ကြောင်းသိရှိရပါသည်ထို့သောဖြစ်စဉ်မျိုးထမှန်ဖြစ်ပွားခြင်းမှာကာကွယ်ရန်ကားလမ်းမကြီးများပေါ်တွင်တပ်မတ်စည်းကမ်းများကိုဖောက်ပြက်မောင်းနှင်လာသောမြင်းသည့်မော်တော်ယာဉ်ကိုမဆိုးပြစ်ခတ်ခြင်းများလှုံ့ဆော်မည်ဟုတတိပေးထားပါသည် လက်တလောအကျန်းဖက်စီအုပ်စုကစစ်ကြောင်းတို့မွေးနောက်ရန်အလားအလာရှိသဖြင့်အဆိုပါဖြစ်စဉ်ဖြစ်ပွားရာအနီးတဝိုက်ရှိကျေးရွာများမှာပြည်သူများအနေဖြင့်လုံခြုံရေးအတွက်တင့်တော်တလို့ကြိုးတင်ပြင်ဆင်ကြရန်တိုက်တွန်းလို့ဆိုထားပါတယ်။စစ်အုပ်စုကတော့စစ်ကြောင်းထိုးဖို့ပြင်နေတာရှိပါတယ်။ထိုးတော့မထိုးလာသေးဘူးဟုကိုပါဟင်းကပြောပါတယ်။ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲများပြင်းထန်နေသောကြောင်မဲမြို့နယ်တွင်စစ်တပ်ကလေကြောင်းဖြင့်ဗုံးများကျက်ချသွားသည့်အပြင်အစိတ်ဗုံးများမှာကျက်ချတိုက်ခိုက်ခဲ့ကြောင်း TNLA ၏သတင်းထုတ်ပြန်ချက်နှင့်ဒေသပြည်သူတို့ချို့ဤပြောဆိုချက်အရသိရှိရပါတယ်။ စက်တင်ဘာလ28ရက်နေ့ကြောင်းမဲမြို့နယ်လုံးဝဲကျေးရွာတို့စစ်တပ်ကလေရင်ဖြင့်ဘုံအလုံး30ကျဲချသည့်အပြင်အစိတ်ငွေဘုံ3လုံးမှာကျဲချခဲ့ကြောင်းစစ်တပ်ကလုံးဝဲကျေးရွာအတွင်ရှိနေအိမ်များကိုလည်းမိရှုဖြက်ရှိခဲ့ကြောင်းသိရပါဗျ။စစ်တပ်၏စိတ်ငွေပုံကျေချမှုကြောင့်တအောင်းတက်မလို့တပ်ဖွဲ့ဝင်များမှာမူဝေခြင်း၊အော်အန်ခြင်း၊မအီမတာဖြစ်ခြင်း၊မောပန်းခြင်း၊အသက်ရှူမြန်ဆန်ခြင်းလက္ခဏာများဖြစ်ပေါ်ခဲ့ကြောင်း တပ်ဖွဲ့ဝင်၃ဦးမှဇေယုံတွင်စစ်ကူတမှုခံယူကြောင်းယမနေ့စစ်တပ်၏ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့်ကြောင်းမဲမြို့နယ်ရှိလုံးဝဲတောင်စေးလိမ့်နှင့်စခန်းသာကြီးရွာကြားတွင်၎င်းနောင်ချိုမြို့နယ်ရှိစိတ်ဖူးကြီးရွာနှင့်ဘန်ကာချောင်းဤတွင်၎င်းတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါသည်လက်တလောစစ်တပ်မှကြောင်မဲမြို့နယ်နှင့်အနီးဆုံးနေရာထိရောက်လာနေကြောင်းစစ်တပ်ကမြေပြင်တွင်စစ်ကြောင်းများထိုးနေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းဇက်တိုက်ဆိုသလိုတိုက်ခိုက်နေကြောင်း TNL နှင့်ပူးပေါင်းတပ်များခုခံစစ်ဖြင့်သာတိုက်ပွဲဝင်နေကြောင်းကြောင်မဲဒေသမှာတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါရသည် စစ်ကြောင်းတွေကကြောင်မဲမျိုးနဲ့အနီးဆုံးကိုတော့ရောက်လာတယ်မျိုးပေါ်ကတရနယ်လေတွေစုတ်တယ်ဆိုတာမဟုတ်ပါဘူးအကောင်းဆုံးခုခံတိုက်ခိုက်နေပါတယ်သူတို့ဘက်က drone ကိုအဓိကထားသုံးတယ်အခုချိန်ထိအကောင်းဆုံးခုခံနေပေမဲ့အင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာမို့လို့စစ်တပ်ဘောရအဆုတ်အတက်တော့လောက်ရတာရှိနိုင်တယ်မျိုးပေါ်မှာတော့တိုက်ပွဲမရှိဘူးမျိုးနဲ့အနီးဆုံးမှာတိုက်ပွဲတွေဖြစ်နေတာဟုကြောင်မဲမျိုးပေါ်တွင်ခုခံတိုက်ပွဲဝင်နေတော့တော်လိုင်းသတင်းရင်းမြစ်ကရှင်းပြပါတယ် စစ်ကောင်စီတပ်ကကြောင်မဲမြို့ကိုအများဆုံးသိမ်းပိုက်ရန်စစ်ကြောင်းထိုးနေပြီးမြေပြင်တွင်လည်းနန်းစီတန်ဝန်ထမ်းများနဲ့ကြောင်မဲမြို့နယ်ဌာနဆိုင်ရာများကိုသိမ်းပိုက်ပြီးပါကအများဆုံးရုံးထိုင်နိုင်ရည်လှုပ်ဆောင်ရန်ညွှန်ကြားထားကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့မြန်မာနိုင်ငံတွင်တိုင်းပြည်တိဆောက်ရေးနှင့်အရှုပ်ထွေးပြဿနာများကိုဖြေရှင်းကင်တွင်ရန်တာဝန်ယူရန်အသင့်ဖြစ်နေပြီးစံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကသူ၏လူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ကြေညာလာပါသည်။ ကျန်းဖို့ပါတီအနေဖြင့်တိုင်းပြည်တည်ငြိမ်ရေးတာယာဝပြောရေးနှင့်လူငယ်လူရွယ်များ၏အနာဂတ်လှပစေရေးအတွက်တာဝန်ယူရန်အစဉ်သင့်ဖြစ်နေပြီဖြစ်ကြောင်းကျန်းဖို့ပါတီတွင်တိုင်းပြည်၏ပြည်ထနာများကိုကင်ထွက်ပြေးရှင်းနိုင်သောအရင်းမြစ်လူပုဂ္ဂိုလ်နှင့်အထောက်အကူပြုဖွဲ့စည်းများရှိနေသည့်အပြင်ပါတီခေါင်းဆောင်များ၏ဘဝဖြစ်တတ်မှုအတွေ့အကြုံနှင့်တာဝန်ဝတ္တရားများ၏အတွေ့အကြုံများအရပြည်ထနာများကိုဖြေရှင်းနိုင်ကြောင်းကျန်းဖို့ပါတီတွင်တိုင်းပြည်ပြည်ထနာများကိုဖြေရှင်းနိုင်သောခိုင်မာသောစီမံချက်များရှိကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုပါသည် ကျွန်တော်တို့နိုင်ငံဟာငါနဲ့မတူတဲ့ငါရင်သူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့အတွေးခေါ်တွေကြောင့်လူသားအလုံးရဲ့အနာဂတ်တွေမျှော်မှန်းချက်တွေဟာကြောက်လန့်တုန်လုံးမှုစတင်တာဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအလုံးကိုအဆုံးသတ်လုပ်ပေးနိုင်တဲ့လုပ်ရည်လို့ကျွန်တော်တို့ခိုင်မာယူဆပါတယ်။တိုင်းပြည်တည်ငြိမ်ဖို့တရားဝါပြဖို့လူသားအလုံးနဲ့လူငယ်လူရွယ်တွေရဲ့အနာဂတ်လှပစေဖို့ပြန်လည်တည်ဆောက်ပေးဖို့တွေဒါတွေပဲဖြစ်ပါတယ်။ အရှုပ်တွေအချိုးကွေးတွေမှာကျွန်တော်တို့ဖျက်တမ်းခဲ့ရတဲ့အတွေ့အကြုံတွေထမ်းဆောင်ခဲ့ရတဲ့တာဝန်ဝင်တရားနဲ့အတွေ့အကြုံအဆက်မပြတ်လည်လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရဒီပြဿနာကိုကျွန်တော်တို့ကောင်းစွာကိုက်တွယ်ဖြေရှင်းနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်ဟုခင်ကြီးကပြောဆိုပါတယ်။ကျန်းဖို့ပါတီကနိုင်ငံရေးပြဿနာများကိုဖြေရှင်းရန်အချိန်ကန့်သက်ချက်သတ်မှတ်ထားပြီးရလက်ကောင်များထွက်ပေါ်မည်ဖြစ်ကြောင်းခင်ကြီးကဆက်လက်ပြောဆိုပါတယ်။ နားထောင်ကောင်းရုံသက်သက်စာဝုတ်တွေလို့အလွတ်ရွတ်ပြနေမဲ့စာတကယ်ကိုအရေးရှိတဲ့ရလဒ်တွေပေါ်ထွက်လာတာနဲ့အတူဒီရလဒ်တွေကိုအချိန်ကန့်သက်ချက် time frame သတ်မှတ်ပြီးတက်တည်ပြနိုင်ဖို့ကျွန်တော်တို့အစဉ်သိရှိပါတယ်ကျွန်တော်တို့မှာဒီလမ်းစဉ်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့အရေးချင်းရှိတဲ့ပုံကိုယ်တွေအပြည့်အဝရှိနေပါတယ်။အဲ့ဒီပုံကိုယ်တွေကိုကျွန်တော်တို့ကူညီပေးနိုင်တဲ့ဖွဲ့စည်းတွေအထောက်အကူပြုဖွဲ့စည်းတွေအခိုင်အမာရှိနေပါတယ်။အသင့်လည်းရှိနေကြပါတယ်။ကျွန်တော်တို့ဒါရီအားလုံးအတွက်ကျွန်တော်တို့ပါတီကပြင်ဆင်ဆောင်ရွက်မှုတွေဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဟုခင်ကြီးကပြောဆိုပါတယ်။ ပြည်တွင်းနေနေထိုင်ပြီးနိုင်ငံရေးအခြေအနေများကိုလေ့လာသုံးသပ်နေသူဝိုင်းရင်သတင်းစရာတူကလက်ရှိတိုင်းပြည်အခြေအနေမှာစစ်တပ်အာဏာသိမ်းမှုနဲ့စစ်တပ်အာဏာသိမ်းရန်တွန်းအားပေးခဲ့သည့်ကျန်းဖို့ပါတီကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံရေးအာဏာကိုပြည်သူလူထုဤထောက်ခံမှုမပါဘဲရယူလိုသောစစ်တပ်နှင့်ကျန်းဖို့ပါတီကြောင့်အခြေအနေများဆွေးရလာခြင်းဖြစ်ကြောင်းလက်ရှိတွင်ကျန်းဖို့ပါတီကရွေးကောက်ပွဲကိုမျိုးစုံဖြင့်အနိုင်ရရေးဂျိုးပန်းပြီးစစ်တပ်နှင့်အတူတွဲဖက်၍အာဏာရယူမည်အခြေအနေကိုမြင်ရကြောင်းသုံးသပ်ပြောဆိုပါသည် တမ်းပြည်ပြည်တနာကသူတို့ဖန်ကြီးခဲ့တာပဲသူတို့ဖန်ကြီးတဲ့ပြည်တနာကိုသူတို့ကဖြည့်ရှင်းနိုင်တယ်လို့ပြောနေတာကပြည်သူလူထုကိုလှည့်ပြားနေတာပဲဒီအချိန်မှာအခုလုပ်တဲ့ရွေးကောက်ပွဲကလည်းစစ်တပ်နဲ့ကြန့်ခိုင်ရေးပါတီအာဏာရဖို့ပဲတည်ထောင်နေတဲ့အခြေအနေလို့မြင်ပါတယ်ကျန်တဲ့ပါတီတွေကတော့ဖဲဝိုင်းစကားပြောရင်အိမ်ဖြစ်ဖို့အနိုင်ရမဲ့သူကသူတို့ပဲဆိုတာပုံပြီးထင်ရှားလာတယ်ဟုပြည်တွင်းမှာဝိုင်းရင်တရင်ရေးဆရာတို့ကသုံးသပ်ပြောဆိုပါတယ်။ကျန်းဖို့ပါတီကလာမယ့်ရွေးကောက်ပွဲတွင်အမတ်နေရာတထောင်ကျော်ဝင်ရောက်ရှင်ပြိုင်စီရင်သွင်းထားပြီးမင်းအောင်လိုင်းဆက်လုပ်လိုက်တော့စစ်တပ်မှဗိုလ်ချုပ်ကြီးများမှလည်းကျန်းဖို့ပါတီမှတစ်ဆင့်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ပါတယ်။ ဒီကနေ့မှာတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။